မနေ့ကဧပြီလ9ရက်နေ့ညပိုင်းမှာမိုးတဲထန်စွာရွာသွန်းခဲ့ပြီးလေပြင်းများနဲ့တိုက်ခတ်ခဲ့တာကြောင့်မန္တလေးမြို့ကငလင်းထန်တဲ့ပြည်သူများပုံမဆိုးရွားတဲ့ဒုက္ခတွေကိုခံစားခဲ့ရတာဖြစ်ပါတယ်။မနေ့ကဧပြီလ9ရက်နေ့ည8:00နာရီကျော်အချိန်ခန့်ကစပြီးငလင်းထန်ခံနေရတဲ့မန္တလေးမှာလေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ပြီးမိုးလဲရွာသွန်းခဲ့တာဖြစ်ပါတယ်။မိုးရွာသွန်းခဲ့တဲ့အချိန်ကတိတ်မများပေမဲ့လေပြင်းတိုက်ခတ်မှုကတော့များခဲ့တယ်လို့မန္တလေးမြို့ကံတအူးကပြောပါတယ်။ ည9:00နာရီထိုးကန်နီးမှာတော့မိုးအနှင်းငယ်ရက်သွားပြီးလေပြင်းလဲအပြော့သွားတယ်လို့သိရပြီးလျှက်စစ်မီကတော့ပြတ်တောက်သွားခဲ့တယ်လို့လည်းဆိုပါတယ်လီယောမိုးပါတိုက်နေတဲ့အခုကငလင်ဘေးကြောင့်တဲရီနဲ့နေနေရတဲ့သူတွေ၊ယာယီမိုးကတွေနဲ့နေနေရတဲ့သူတွေရဲ့အခြေအနေလဲရှိတော့၊ကုနိုင်တလောက်ကုနိုင်အောင်အဖွဲတွေထွက်သွားတယ်ဟုဆိုကောင်မန္တလေးမြို့ရှိလူမှုကူညီရေးအဖွဲဝင်တအူးကပြောပါတယ်။ တမျိုးလုံးနီးပါးပျက်စီးခဲ့ရတဲ့စကိုင်းမြို့မှာလည်းမိုးသည်ထန်စွာရွာသွန်းနေမှုကြောင့်မြေကွက်လက်တွေနဲ့ဘောလုံးကွင်းတွေမှာနေထိုင်နေရတဲ့ပြည်သူတွေဟာမိုးကတဲတွေရဲ့အောက်ကိုစုယုံတိမ်းရှောင်နေရတယ်လို့ဒေသခံတဦးကပြောပါတယ်။အခုကမြေကွက်လက်တွေမှာအခင်းလေးခင်းပြီးခြံောင်တွေနဲ့နေကြရတာမိုးကရုတ်တရက်ရွာလာတာဆိုတော့ရှိတဲ့မိုးကတဲတွေအောက်ကိုစုပြုံနေရတယ်။မိုးကတဲကလည်းနည်းနည်းပဲရှိတာ ၂ယောက်၃ယောက်စာလောက်မိုးကရီအောင်မှာ၁၀ယောက်လောက်နေနေရတယ်ဟုဆိုကပြောပြခဲ့တာပဲဖြစ်ပါတယ်။မက်လာ၂၈ရက်နေ့နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုများနဲ့ကြုံတွေ့ခဲ့ရတဲ့စကိုင်းဒေသ၊မန္တလေးဒေသနဲ့အင်းလေးဒေသတွေမှာကိုရဲမြောက်ဖြစ်လာခဲ့တဲ့နေ့အထိကယ်ဆယ်ရေးတွေဆက်လက်လှုံ့ဆော်ရန်လိုအပ်နေသေးတဲ့အခြေအနေလေးဖြစ်ပါတယ်။ ဒီကနေ့အေပီလာ6ရက်နေ့မနက်ပိုင်းမှာလဲမိုးကထပ်မံရွာသွန်းခဲ့ပြီးမိုးသည်ထန်စွာရွာသွန်းမှုကြောင့်အစာဦးထဲမှာပိတ်မိနေပြီးအသက်ရှင်လျက်ရှိနေသေးတဲ့ဆိုရင်တော့မှရှင်းတန်ဖို့ခက်ခဲနေမှာပဲဖြစ်ပါတယ်။